အာရခတက်တော် EE နဲ့အတူရခိုင်ပြည်ကအန္နာပခစစ်ဌာနရှုမြို့သိမ်းတိုက်ပွဲမှာပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ PDF ရေးဖော်တွေကိုဂုံပြူကြိုဆိုပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဝင်အောင်ပွဲရရေးဖော်တွေကိုစကိုင်းတိုင်းပကဖကဂုံပြူစုငွေတွေပြည်ရှိမြင့်ခဲ့ပြီးကြာဆုံးရေးဖော်တွေရဲ့မိသားစုဝင်တွေကိုလည်းထောက်ပံ့ကြေးပေးခဲ့ကြပါတယ်။ တိုက်ပွဲအတွင်အသက်ဆုံးလို့ပေးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုလေ အခမ်းအနားမှာရေးဖော်တွေကဂုံပြုဥညွတ်အလေးပြုခဲ့ကြတယ်လို့ရင်းမပင်ခရိုင်ပကဖားရဲ့မနေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အန်တိုက်ပွဲအတွင်းစကိုင်းတိုင်းရင်းမပင်ခရိုင်ကပကဖားရေးပေါ်32ရောက်ပါဝင်တိုက်ခိုက်ခဲ့ပြီးရေးပေါ်နေရောက်အသက်ပေးလူခေရက ရေးပေါ်တရားချီတစ်ဖက်ဆုံးချုံခဲ့ရတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ရင်းမပြင်ခရိုင်ပကဖအနေနဲ့ရခိုင်စစ်မြေပြင်မှာ ရေးဝွန်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ပကဖရေးဖော်တွေကိုအထူးလေးစားဂုဏ်ယူတဲ့အကြောင်းနဲ့ကြာဆုံးခဲ့ရတဲ့ရေးဖော်တွေကိုမော်ကွန်းမတ်တန်တင်အလေးအနက်ဂုဏ်ပြုတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။စကိုင်းတိုင်းပကဖကတရင်တရင်စာတိုက်ပွဲမှာပအဝင်ကူညီတိုက်ခိုက်ပေးခဲ့ပြီးရေးဖော်15ယောက်ကြာဆုံးခဲ့ကရေးဖော်အယောက်80ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။